အမြင်မှာရှိတဲ့ဆရာတော်တန်ကတော့6ပါးကနေဥဆောင်ပြီးတော့ဒီတမရကာဝေးဦးစီးချုပ်ပြည်ထောင်ဝန်ကြီးဌာနနိုင်ငံတော်ဝန်ကြီးချုပ်ယုံသာသနာရေးနဲ့ရင်ကျုပ်ဝန်ကြီးဌာနအစရှိတဲ့ဌာနဆိုင်ရာအားလုံးကိုဒီနေပြီးတော့မှဆောက်လုပ်မယ်ဆိုတဲ့ပလီကိစ္စနဲ့ပတ်သက်ပြီးတော့လက်မခံနိုင်ကြောင်းကန့်ကွက်ကြောင်းစာတင်ပြီးသွားပါပြီ။ဟုတ် credit ပေးရမှာတော့ကိုအောင်မင်းကတော့ credit ပေးရမှာပဲ။အဲ့ဒီဘာကြောင့်လဲဆိုတော့တင်းက ဥမာပုပ်ပအပြိုင်ဖုံးတာတော့ကျွန်တော်အံ့ဩဖို့ကောင်းတာကသတင်းကိုပြန်ဖုံးဖို့ကြိုးစားတဲ့ကျွန်တော်မြန်မာနိုင်ငံကအာဆယ်လီလိုလိုဘာလိုလိုတွေပေါ့ဗျာနော်ဆိုလို့ရှိရင်လည်းနိုင်ငံရေးသမားပေါ့ဗျာနော်လွတ်တော်တဲ့ဝင်မဲဆိုတဲ့ပုံစံတွေကလိန်ညာတော့လည်းတွားတွေ့ရတယ်လူလိန်တွေပေါ့ပြောရမစဲတပြည်သူလူလူပုံမရိုးသားတဲ့ဒီလိုပုံစံမျိုးတွေကလွတ်တော်တဲ့ဝင်အောင်မယ် အဲဒဲဆိုပြီးတော့ဒါဘူးလက်လဆွေမင်းုံဒဲဆိုတာနော်ဘူးလက်လဆွေလို့ခေါ်တယ်ဘူးလက်လဆွေတကောင်ကနေပြီးနေပြီးတော့မှထိုင်ပြီးတော့ငါနေပြီးတော့မှနေတာဘာပလီမမဆောက်ဘူးလို့ပြောတဲ့အချိန်မှာဘူးလက်လဆွေထဲကနေပြီးတော့ကန်ထုတ်တာကိုခံခဲ့ရတဲ့အောင်မြန်သွားပြီးတော့ဖော်လဲဖော်အခုတော့ဘဝကြီးပြက်ကုန်ပြီ ဘယ်လိုမျိုးတွေအားလုံးပဲဘာဝါဘေးနဲ့မေးပေးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုအကျစ်တို့ဘောလို့ချင်း channel လေးရဲ့မနက်ပိုင်းစီစဉ်ရပြန်လည်ကြိုဆိုလိုက်ပါရစေ။ video duration မလို့သွားပေးကြမှာတော့ယနေ့အော်တိုဘာ3ရက်နေ့တောက်ကြနေရဲ့မနက်ပိုင်းဒီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲဆုံးနေချစ်ပေးဖို့ဒီနေ့အမြထမှန်တောင်းဆိုလိုက်ပါရစေ။ဒီနေ့မှာသတင်းကောင်းတွေပြဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအားရပါရနားဆင်အောင်မှာဖြစ်ပါရစေ။ပထမဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီပေါတဲ့နိုင်ငံတော်အာဏာကိုမတရားသဖြင့်တင်းစပါသိမ့်ပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1906ရက်ရှိပြီဖြစ်ပါရစေ။မနိုင်ငံတော် ပြက်တာအတွင်းစစ်ကောင်စီကစစ်ခွေးတေဆုံးမှုစီးမှာတော့အချင်းမီနဲ့ဗန်းမော်မြို့နယ်မှာအကောင်90ပြင်းနီဘီဖရူမြို့နယ်မှာအကောင်90အကွေးတိုင်းငဖဲမြို့နယ်မှာ28ခုရှင်ပြီးပြီးတော့ပြင်းပြီးနဲ့ဖာပုံမြို့နယ်မှာ10ကောင်ပြင်းပြီးနဲ့မြဝတီမြို့နယ်မှာ2ကောင်တိုင်းတိုင်းပြန်ဘလူမြို့နယ်မှာ၈ကောင်နဲ့၆ဦးကိုတော့ရှင်မိထားပါတယ်။ပဲခူးတိုင်းအုပ်ပုံမြို့နယ်မှာ9ကောင်၊တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာတော့၆ဦးအလင်းဝင်ရောက်ခဲ့ပြီးတော့မွန်ပြည်နယ်ရေးမြို့နယ်မှာ၄ကောင်တည်တည်တည်ဆုံကြောင်နဲ့ရှိရပါတယ်။ ရောင်းသူနေပုတ်အနေနဲ့ကတော့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်ကိုရမ်းပတ်မဲအောင်လန်တက်ရောက်မိဖြစ်ပြီးတက်မဲ့ចောင်းသူចောင်းသားများဆရာဆရာမများနဲ့မန္တလေးမြို့ကံများရဲ့ကိုရေးအချင်းနောက်ចောင်းရတော်များကိုစစ်တကအထူးစီစစ်ပြီးလုံချိုရေးအထူးတင်ကျပ်ထားကြောင်းလဲမန္တလေးတက္ကသိုလ်မှာဆရာဆရာမအတိုင်းဝန်တွေကပြောဆိုထားတွေ့ရှိရပါတယ်။ဆက်လက်တွေကိုမသိတဲ့သူတွေကိုတော့အိမ်နိုင်ရန်ရောက်စစ်တကနေပြီးရောက်လာပြီးတော့အဲ့မဲ့ပွက်တက်မဲ့ဆိုရင်တော့အချက်အလက်တွေပြဖို့လိုအပ်တယ်ဆိုပြီးတော့အချက်အလက်တွေကိုမေးမြန်းစုံစမ်းနိုင်ရှေ့လို့လည်းသိရှိရပါတယ်။တောက်ကြီးချက်မြင်းအောင်နိုင်ရဲ့အကြောက်တရားဟာဘယ်လောက်တောင်ဆိုးရွားနေဆိုတာကတော့ ပုဂ္ဂိုလ်ကူးငင်းမြင်ရမနေတာတခုပါပဲ။ဟာဟာအော်တိုဘားလာ၄ရက်နေမှာမန္တလေးမြို့မဟာအောင်မြင်မြို့နယ်53လမ်းပေါ်မှာရှိတဲ့မန္တလေးတက္ကသိုလ်ရာပီခန်းနာဖွင့်ပွဲနဲ့ဆက်ဆက်ခန်းနာကိုကျင်းပပြုလို့ဖြေကြောင်းနဲ့မန္တလေးတက္ကသိုလ်ရာပီပွဲတော်ကိုမင်းရောက်လာတဲ့သူ့ရဲ့မိမချူချူခေါ်တို့ကလာရောက်ဖွင့်လှစ်ပေးပြီးဖြေကြောင်းသူနှစ်နှစ်တက်ရောက်မိသူတို့အားလုံးမှာကိုအေးကြီးနေကိုစစ်ပက်ရေးရလုံုံကြီးတစ်ဖက်ကစီစီပြီးမှစီတီယံဝန်ထမ်းများနဲ့အမျိုးတော်သူများသူမျိုးများမှာနိုင်ငံရေးမှုဖြင့်ထောင်ကျသူများရှိပါကလုံးဝလုံးဝတက်ရောက်ခွင့်ပြုမဖို့ကြောင်းလည်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်ကြောက်ချင်တာပါ နေနေနေပြီးတော့ကောင်းစီနေမြေမှာရှိတယ်ဆရာတော်တန်ကတော့6ပါးကနေဥဆောင်ပြီးတော့ဒီတမရကဘေးဦးစီးချုပ်ပြည်ရေးဝန်ကြီးဌာနနိုင်ငံတော်ဝန်ကြီးချုပ်ယုံသာသနာရေးနဲ့ရင်ကျုပ်ဝန်ကြီးဌာနအစရှိတဲ့ဌာနဆိုင်ရာအားလုံးကိုဒီနေပြီးတော့မှဆောက်လုပ်မယ်ဆိုတဲ့ဗလီကိစ္စနဲ့ပတ်သက်ပြီးတော့လက်မခံနိုင်ကြောင်းကန့်ကွက်ကြောင်းစာတင်ပြီးသွားပါပြီအင်းအဲဒီစာကအခုရေးအခုတင်တဲ့စာမဟုတ်ပါဘူး နော်ဟိုဖင်လန်မှာရှိတဲ့မောင်မောင်တို့ပြောနေသလိုထိုင်းမှာရှိတဲ့ဟောင်စီတို့ခေါ်တဲ့ငစီတို့ပြောနေသလိုမျိုးမဟုတ်ပါဘူးချင်းချင်းကောက်ရေးလို့ရတဲ့စာမဟုတ်ပါဘူးနော်အဲ့တော့တို့ကပဲမသိရင်ပဲနေပြီးတော့မှအပပလီဆောက်ပြီးမျိုးချစ်တွေပါလုံနေတယ်ဘောင်းမာတွေပါလုံနေတယ်မျိုးချစ်တွေလိုင်းပေါ်တင်လို့မင်းတို့သိရတာလေမျိုးချစ်တွေ Facebook မှာတင်တယ် TikTok မှာတင်တယ်မျိုးချစ်တွေရှိရအတန်ထွက်မှာသိပြီးတော့မင်းတို့ကမျိုးချစ်တွေမအောင်နေပြီပြောအောင်မျိုးချစ်တွေအရင်သိတာမျိုးချစ်တွေတင်တာဟဲ့ဘယ်တော့တစိမျိုးချစ်တွေပုံပုံမချနဲ့နော်ကိုတိုင်းပြည်နဲ့လူမျိုးဘာသာသာသနာအတွက်အရေးကြုံလာပြီဆိုရင်ဒါအားလုံးနဲ့သက်ဆိုင်နေမင်းတို့ကငါနဲ့မတူငါရန်သူဟမ်မင်းတို့ကကိုနဲ့မတက်တာနဲ့မျိုးချစ်တွေကြီးမင်းတို့ပတ်ပတ်ကြိုက်ဖို့ပဲချင်းချင်းနေပြန်ပြောနေကြတာပုံမှန်ချင်းချင်းနေဦးစဉ်းစားနေတယ် အဲမျိုးချစ်တွေကမင်းတို့ခွေးဟောင်းနိုင်ထားမကြည့်သလားခွေးဟောင်းနိုင်ထားကြည့်အေးပြက်လုံးအကြည့်လို့ဒီလားဟေးဟိုထားမကြည့်ပဲနဲ့ဟောင်းနာကိုလက်ခံနေရင်လဲခွေးဟောင်းနိုင်ကြပြီးတော့အေးရပြက်တယ်မြမပြည်မှာ OIC ရုံးစိုက်ခွင့်မြမပြည်နဲ့ရခိုင်ပြည်နယ်မှာ OIC ရုံးစိုက်ခွင့်ပြုပါဆိုတာတော့စူပေါင်းအားပြည်သူအားမျိုးချစ်တွေအားနဲ့သမရာကြီးဦးသိန်းစင်လက်ထက်2013ခုနှစ်မှာအောက်တိုဘာလ15ရက်နေ့မှာ ငါတို့တွန်းလန်ခဲ့ပြီးတော့အောင်မြင်ပြီဘူးဘူးတလောကတော့သူခင်ဗျမူမာသွားပြီးတော့စောင့်နေတဲ့မူဘင်ကဘလီတဲမှာဘယ်သူမှမရှိဘူးမူဘင်ကဘလီယူဖြစ်ပါဆိုပြီးပြောတော့ရှိသေးတယ်ဘာကနေပြီးတော့နေပြီးတော့မှဘလီထားလဲဆောက်လဲဆောက်ကဘဝကြီးပြောက်ကုန်တာပေါ့ဗျာအရှိကြီးမှာကတော့သူတို့မျိုးချစ်ချင်းချင်းဘာဘာသာချင်းချင်းပြန်ကြိတ်နေနေထားပါဗျာကျွန်တော်တို့ credit ပေးရမှာတော့ကိုအောင်မင်းကတော့ credit ပေးရမှာပဲအဲ့ဒီဘာကြောင့်ဆိုတဲ့တင်းကသူ့ဘက်ကိုပဲအပြိုင်ဖုံးတာနော်ကျွန်တော်အံ့ဩဖို့ကောင်းတာက သတင်းကိုပြန်ဖုံးဖို့ကြိုးစားတဲ့ကျွန်တော်မြန်မာနိုင်ငံကအာဆယ်လီလိုလိုဘာလိုလိုတွေပေါ့ဗျာနော်ဗလီကစောင့်နေတယ်စောင့်တော့စောင့်တယ်တော့ပြောလို့မရဘူးလားအမစောင့်ဘူးတယ်မရှိဘူးတယ်ဘာမှမရှိဘူးတယ်အဲ့ဒါကိုသူ့နောက်ကနေတန်ရောင်လိုက်တော့နေရာတိုင်းမှာပါပဲနော် TikTok ဆိုတဲ့ TikTok ဘယ်နေရာနေရာတိုင်းနေရာတိုင်းနေရာတိုင်းအစုံပါပဲအမဟုတ်ပါဘူးမဟုတ်ပါဘူးမဟုတ်ပါဘူးဆိုပြီးတော့ဝိုင်းပြီးတော့သတင်းပြန်ဖုံးတဲ့သူတွေကလည်းရှိသေးတယ် ဲ့တော့ဒီသတင်းဖုံးတဲ့သူတွေကတော်တော်လေးကိုကျွန်တော်အံ့ဩမိတယ်ဗောဗျာနော်အဲ့တော့အခုမဘာသာစစ်စစ်တွေပေါ်လာတော့ကျွန်တော်တွေ့ရရယ်နော်တတိလည်းရှိကြပါတယ်ခြေလည်းချီချူပါတယ်ဒါသူတို့ရဲ့နိုင်ငံရေးကာကွယ်ရေးပေါ့ဗျာနော်ဒီဘာသာရေးကာကွယ်ရေးတခုအနေနဲ့ရှိနေတာကျွန်တော်အသိမဲ့လည်းပြုပါတယ်ကျွန်တော်အဲမဘာသာတွေအလုံးလေးစားပါတယ်နော်ကျွန်တော်ရဲ့ပြောဆိုရကြအဲစေမကောင်းဖြစ်ရတယ်ပေါ့နော်အဲ့တော့ တော်တော်လေးကိုစိုးရိမ်နေကြမှာပေါ့အအခုပြည်သူတွေအနေနဲ့စန့်ကျင်လာကြရောဗျာနော်ဘလို့ပဲသတင်းဖုံးဖုံးမှာကိုအောင်မင်းကိုကျေးဇူးတင်ရမယ်ဆိုတာကိုအောင်မင်းကတကယ်သတင်းသမားဆိုတဲ့ခါကျတော့ပြတ်သားတယ်ပြပြတ်သားသားနဲ့သူကသွားရောပေါ်ပါလေရောဟိုမှာတကယ်ပဲအဘလီစောက်တဲ့နေရောစောက်လဲစောက်နေတာလေရောတွေ့တဲ့တွေ့ရောတေချာကိုပေါ်လိုက်တာပေါ်လဲပေါ်အဲ့ဒီလိန်တဲ့သူတွေအားလုံးကိုတော်သေးတာပေါ့နှမဆိုကိုမမလူလိန်ဖြစ်ရကြည်ရဲ့နော်ကျွန်တော်ခဏကြာရင်ကိုကမနေဖြစ်ပါတော့ ဟုတ်ကဲ့ကိုကမမလူလိန်ကြီးဖြစ်ရလေနော်တော်သေးတာပေါ့ကျွန်တော်အကြောင်မို့လို့မြန်မာပြည်မှာအမှန်တရားကဘာမှပဲရှိတယ်ဆိုလို့ရှိရင်အမှန်တရားကအမှန်တရားကထောင်ကြရင်ကြအမှန်တရားဟာနော်ထောင်ကြရင်ကြမကြရင်တည်တယ်တည်ခြင်းနဲ့ထောင်ကြခြင်းဒါမှမဟုတ်ဒီပြေအဲ့နှစ်ခုမှပဲရှိရကျန်တာတော့ပါဇက်တွေပိတ်ခါလိုမီတက်တက်ပဲနော်ကဲကြားရနော်ကိုရင်ပြောရတာပြည်ပြေဆိုတာပါတယ်ပြည်ပြေနေတဲ့သူတွေကတော့အမှန်တရားကိုချင့်မလို့သူတွေထောင်သိတယ်စစ်တပ်ထောက်ခံတွေကလည်းကျွန်တော်ဒီလူတွေစစ်တပ်ထောက်ခံတာ စစ်တပ်ကိုတကယ်ချစ်လို့ထောက်ခံတာလားဒါမှမဟုတ်ရှင်ခါတော်မီပေါ့ဗျာနော်စစ်တပ်ပေါ်မှာထောက်ခံရင်းနဲ့လှုပ်ရှားနေရလားပေါ့ဒါတွေတော့တွေ့ရတယ်အဲဒါပေမဲ့တော့ကျွန်တော်ဒီနေရာမှာဆက်လက်ပြီးတော့ချီးကျူးရမှာတွေရရှိပါတယ်ပြည်တွင်းကအဲဘယ်လိုဟောမဆယ်လီတွေပေါ့နော်သူတို့မပြောရဲတော့ညာလည်းပဲသူတို့စိတ်ထဲမှာအဘကိုကြောက်တာပေါ့အဘကိုကြောက်လို့မပြောရဲတော့ညာလည်းပဲ အဲသူတို့ရဲ့ခံစားချက်ပေါ့ဒီပေါ့နော်ကဘာရဲ့ရဲ့မှာဖြစ်နေတော့ဒီအစ္စလမ်ဘာသာဝင်တွေပေါ့နော်အစ္စလမ်အစွန်းရောက်တွေရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်ပြီးတော့မြန်မာနိုင်ငံမှာလည်းဒါမျိုးချင်းရတွေဖြစ်လာမှာစိုးရိမ်နေတာလေးကိုကျွန်တော်တွားတွေ့ရတယ်နော်ဒါပေမဲ့သူတို့ကြောက်တာတစ်ခုရှိတယ်တတော်ကြောက်နေတာကျွန်တော်တွားတွေ့ရတယ်ဟောဥပဒေကိုကြောက်အောင်ပါအဲ့တော့ခင်ဗျားတို့ကမကြောက်တဲ့နောက်တွေတော်တော်များများကျွန်တော်စီစိုးကုန်တယ်အခုဖြစ်တဲ့ပုံစံကအကျွန်တော်ကပြစ်လိုက်တဲ့ခါကျမဘာသာတချို့ထီတယ်တိရခါမဘာသာတွေကပြန်ပြီးတော့ဘယ်သူမျိုးပြစ်လဲဆိုတဲ့ခါကျတော့ အဲဘလို့ခေါ်မလဲနောက်ထပ်သတင်းဆယ်လီတွေပေါ့သတင်းဆယ်လီတွေနိုင်ငံရေးဆယ်လီတွေတချို့ဆိုလို့ရှိရင်များတော့လဲနာမည်ကြီးတာအောင်မယူတမ်းမယူအနောက်မှာ969ဆိုတဲ့စကားပေါအောင်ရေးကြတာချုပ် channel တွေပေါ့ Telegram channel တွေရဲ့အနောက်မှာ969ဆိုတော့မှပဲသူတို့ထည့်ထားလိုက်တာသူတို့ကသူတို့969မှန်းသိအောင်မမသားမှန်းသိအောင်ပေါ့ဗျာနော်အဲ့လိုမျိုးကိုယ့်ရဲ့ Telegram channel နောက်မှာ969ထည့်ထားတဲ့သူတွေကဒီကိစ္စတွေမှာနှိမ်နေတာကိုတော့ကျွန်တော်သွားတွေ့ရတယ်ပေါ့ဗျာနော်ကျွန်တော်မျက်နှာဖုံးတွေပေါ်လိုက်နိုင်ပါတယ်နော်တချို့ဆိုလို့ရှိရင်လည်း နိုင်ငံရေးသမားပေါ့ဗျာနော်လွတ်တော်တဲ့ဝင်မဲ့ဆိုတဲ့ပုံစံတွေကလိန်ညာတော့လဲသွားတွေ့ရတယ်လူလိန်တွေပေါ့ပြောရမဆိုရင်ဒါပြည်သူလူထုပုံမယိုးသားတဲ့ဒီလိုပုံစံမျိုးတွေကလွတ်တော်တဲ့ဝင်အောင်မဲ့ကဲဒါဆိုပြီးနော်ဒါဘူးလက်လှဆွေမင်းုံဒဲဆိုတာနော်ဘူးလက်လှဆွေလို့ခေါ်တယ်ဘူးလက်လှဆွေတကောင်ကနေပြီးနေပြီးတော့မှထိုင်ပြီးငါနေပြီးတော့မှနေတာဘာပလီမမဆောက်ဘူးလို့ပြောတဲ့အချိန်မှာဘူးလက်လှဆွေထဲကနေပြီးတော့ကန်ထုတ်တာကိုခံခဲ့ရတဲ့အောင်မြင်သွားပြီးတော့ဖော်လဲဖော်အခုတော့ဘဝကြီးပြက်ကုန်ပြီ ျွန်တော်တို့ခမားတို့ရဲ့အိမ်တွေကိုကြိုက်တဲ့အချိန်တကားခောက်ဝင်ကြိုက်တဲ့သူကိုဖမ်းဆီးလူမဆန်အောင် နှိပ်စက်ပြီးထောင်ချနိုင်တာဘယ်လိုလဲညဖမ်းပြီးနောင်နေမနဲ့မှာနှိပ်စက်ထားတဲ့တံရရီအပြည့်နဲ့အသက်မဲ့ခန္ဓာကိုယ်ပြန်ပို့လို့ရှိတာရောဘယ်သူလဲဒါမှမဟုတ်ထောင်ထဲမှာကျမ်းမာရေးချိုးတဲ့သူတွေကို စေဝါကူတာမှုမပေးပဲတေလူမျောပါအချိန်မှလွတ်ပေးတတ်တာရော ဘသူတွေသူတို့ကတော့အာနာရှင်တွေနဲ့အာနာရှင်စနစ်ရဲ့အဓိကအကြဆုံးတောက်တိုင်တစ်ခုဖြစ်တဲ့ ကယ်တော့အာနာရှင်တွေအားလုံးဟာပြည်သူတွေကိုကြောက်နေရတဲ့အာနေပြောညံ့တဲ့သူတွေပါ။အင်းအာနာကိုအရမသိမ့်ပိုက်လေးရှိပြီးသူတို့အာနာမြဲဖို့အတွက်ပြည်သူကိုနှီးပေါင်းစုံနဲ့ဖိနှိပ်အုပ်ချုပ်သူတွေဖြစ်ပါတယ်။ပြည်သူထောက်ခံမှုမရှိတဲ့အတွက်လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတွေကနေဘတော်မှအာနာမရနိုင်တဲ့သူတွေပါ။အဲဒီတော့အာနာရှင်တွေဟာသူတို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် ခုံယုံတင်မခံရဖို့အပြင်သူတို့အာရမသိမ့်ပိုက်ထားတဲ့အာနာကိုလက်မလွတ်ရဖို့အ ਨੇ ဆုံးအဓိကတောက်တိုင်၅ခုလောက်ကို အားထားရလေရှိပါတယ်နံပါတ်၁က military နဲ့ security forces စစ်တပ်နဲ့လက်နက်ကင်တပ်ဖွဲ့တွေပါနံပါတ်၂က military intelligence ဒါမှမဟုတ်လဲ secret state police လို့ခေါ်တဲ့ထောက်လှမ်းရေးအဖွဲ့အစည်းတွေပါနံပါတ်၃က informants ဒါမှမဟုတ် informers လို့ဆိုရဲ တည်င်းပေးတွေအခုကတော့ဒလန်တွေပေါ့နံပါတ်၄အနေနဲ့ကတော့ tax လို့ခေါ်တဲ့သူတို့ရဲ့လက်ကင်ဒုတ်လူစိုးလူရမ်းကားတွေကျွန်တော်နိုင်ငံမှာတော့စွမ်းအားရှင်လို့အဖွဲ့တွေပေါ့နံပါတ်၅အုပ်စုအနေနဲ့ကတော့ elite လို့ပြောလို့ရတယ်ပညာတတ်တွေပါတယ်နိုင်ငံရေးသမားတွေပါတယ်ပညာတတ်ပေမဲ့အသိဉာဏ်နဲ့ပြီးအမှန်ကိုမမြင်နိုင်တဲ့ပညာရှင်တွေလည်းပါတာပေါ့သူတို့ကပညာမဲ့တဲ့အာဏာရှင်တွေကိုအလုတ်ကျွေးပြတဲ့ပညာရှင်တွေပါဒီဥစုထဲမှာ political economic elite ဆိုတဲ့နိုင်ငံရေးသမားတွေ ਨੇ အာနာရှင်ရဲ့စီးပွားဖက်ခရိုနီတွေလည်းပါပါတယ်။ဒါတွေကကဘာပေါ်ကအာနာရှင်တွေရဲ့အဓိကအားထားရတဲ့တောက်တန်တွေပေါ့။မြန်မာကစစ်အာနာရှင်ဘူနေဝင်းဘူတန်းရွှေကနေဒီကနေ့စစ်ကောင်းဆောင်မင်းအောင်လှိုင်အထိအဲ့ဒီတောက်တန်တွေအားလုံးကိုအားပြုနေရတာပေါ့။အဲ့ဒီတောက်တန်၅ခုထဲမှာအဓိကအကြဆုံးနဲ့အဆိုးဆုံးကတော့နိုင်ငံတကာမှာ Secret State Police လို့ခေါ်တဲ့ရှိတဲ့ မြန်မာမှာတော့ MI လို့လူသိများကြတဲ့စစ်ထောက်လိုင်းရေးပါပဲလူမဆန်ရက်ဆက်တဲ့နေရာမှာမြန်မာပြည်က MI ဟာနာဇီဂျာမနီမှာဆိုရင်ကက်စတဘိုဆိုဗီယက်ယူနီယံမှာဆိုနာမည်အစိုးဆုံး secret police ဖြစ်တဲ့ KGB တို့နဲ့တဒန်းနဲ့လိုက်ပါတယ်အာနာရှင်ရှောင်ဆက်စကူရဲ့ရိုမေးနီးယားနိုင်ငံမှာအာနာရှင်ပီနိုရှေရဲ့ချီလီနိုင်ငံနဲ့မြောက်ကိုရီးယားမှာလည်းအလားတူ secret police တွေရှိပါတယ်။ကမ္ဘောဒီးယားကောင်းဆောင်ပိုပော့ရဲ့ခမာနီခေတ်မှာလည်းသူတို့ရဲ့ secret police တွေရှိခဲ့ပါတယ်။နာဇီဂက်စတာပိုတွေကပိတ်နဲ့တန်းနဲ့ချီတဲ့လူတွေကိုအချင်းစကန်တွေကိုပို့ပြီးညှင်းဆက်တပ်ဖြတ်ခဲ့တယ်လို့ခမာနီတွေကလည်းလူ2000လောက်ကို S21 အချင်းစကန်ကိုပို့ပြီးနှိပ်စက်တပ်ဖြတ်ခဲ့ကြပါတယ်။ဂျပန်ခေတ်မှာတော့ military police ဖြစ်တဲ့ကင်ပေတိုင်ပေါ့ ကျွန်တော်တို့နိုင်ငံမှာရောစစ်ထောက်လန်းရေးတွေကမြမအာနာရှင်အဆက်ဆက်အတွက်ဘလောက်အရေးပါခဲ့တယ်လဲသူတို့ရဲ့အဓိကတာဝန်တွေကဘာလဲပြည်သူတွေကိုဘလောက်ကြောက်လန့်အောင်လုပ်ပြီးညှဉ်းပန်းနှိပ်စက်တက်ဖြတ်ခဲ့ပါလဲဒီနေ့ထိရောဘလောက်ထိရက်ဆက်နေပြီးလက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဘလို့ပံပိုးပေးနေကြခြုံပြောရမယ်ဆိုရင်စစ်အာဏာရှင်စနစ်အတွန်းရှည်ဖို့အတွက်ပြည်သူတွေကိုဘလို့စနစ်တကျဆွမ်းဆန်းတမန်နဲ့ဖိနှိပ်ရက်ဆက်နေကြတယ် Big Brother is watching you ဆိုတာထောက်လန်းရေးကတင့်ကိုအမြဲစောင့်ကြည့်နေတာကိုညညွတ်တာပါစာရေးဆရာ George Orwell ရဲ့1984စာအုပ်ထဲမှာ MI Dharma's Secret Police တွေကို Big Brother လို့ခေါ်တဲ့အသုံးအကဘာကျော်တဲ့အသုံးတစ်ခုပါကျွန်တော်တို့ပြည်သူတွေလည်း Big Brother ရဲ့စောင့်ကြည့်မှုအောက်မှာနှစ်ပေါင်းများစွာနေခဲ့ရပြီအခုထိလည်းလွတ်မြောက်သေးပါဘူးကျွန်တော်နိုင်ငံမှာ Big Brother ကတော့ MI လို့ခေါ်ကြတဲ့ Military Intelligence စစ်ထောက်လမ်းရေးတွေပါ အစကနဦးမှာတော့ MIS Military Intelligence Sessions ဒါမှမဟုတ်လဲ Military Intelligence Service ဆိုပြီးစခဲ့တာပါတက်မှာတော့တရားဝင်တက်မှာတော့ထောက်လန်းရေးအဖွဲ့ကကလန်းလို့ခေါ်ခဲ့ကြပါ1948လွတ်လပ်ရတဲ့အချိန်မှာ MIS က Unit 3ခုပဲရှိပါ1967မှာတော့ Unit 23ခုရှိလာခဲ့ပြီနောက်ပိုင်း26လောက်ထိရှိခဲ့တယ်လို့ကျွန်တော်တို့သိရပါအင်အားကလည်းတပေါင်းလောက်ထိရှိခဲ့ပြီးစစ်ထောက်လန်းရေးအားအကောင်းဆုံးကာလလို့ ြောလို့ရပါတယ်အဲ့ဒီကာလတွေမှာစစ်ထောက်လန်းရေးအကြီးအကဲကတော့ဗိုလ်ချုပ်ခင်ညွန့်ပါ2004အောက်တိုဘာ16ရက်နေ့မှာခင်ညွန့်ဟာဖြုတ်ချဖမ်းဆီးခံရပြီးသူ့ရဲ့စစ်ထောက်လန်းရေးအဖွဲ့အားလည်းဖျက်သိမ်းခံခဲ့ရပါတယ်ဆိုတော့ဒီလဆိုရင်22နှစ်ရှိပါပြီအဲ့ဒီအချိန်မှာခင်ညွန့်နဲ့သူ့ရဲ့ထောက်လန်းရေးအရာရှိပေါင်း3000ကျော်လောက်ဖမ်းခံခဲ့ရပြီးသူ့ရဲ့ထောက်လန်းရေးတစ်ခုလုံးကိုအဲ့ဒီအချိန်ကစစ်အစိုးရကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေကဖျက်ပစ်ခဲ့တာဖြစ်ပါတယ် အဓိကအကြောင်းကတော့ထောက်လန်းရေးကအရန်တကိုးထွားလာပြီးစစ်တပ်နဲ့စစ်တပ်ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေကိုပါစိုးရင်စရာဖြစ်လာတာကြောင့်ပါစစ်ထောက်လန်းရေးအရာရှိတွေရဲ့အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့အာဂတိလိုက်စားမှုတွေလည်းအများကြီးပါပါတနည်းအားဖြင့်ဘုခင်ညွန့်ကစစ်တပ်အကြီးအကဲတွေကိုပါအားပြိုင်လာပြီးသူ့ရဲ့ထောက်လန်းရေးဟာ invisible government တခုဖြစ်လာလောက်အောင်တကိုးထွားခဲ့လို့ပါဆိုလိုတာကဘုတန်းရွှေအစိုးရကိုအားပြိုင်လာတဲ့နောက်ွယ်က မမြင်ရတဲ့အစိုးရတခု ဖြစ်လာခဲ့တာပါတချို့နားမလည်တဲ့နိုင်ငံတကာပညာရှင်တွေပြောသလိုဘိုခင်ညွန့်ကနိုင်ငံရေးမှာ moderate soft liner တဘောတာပျော့ပြောင်းနေဆိုတာမဟုတ်ပါဘူး infantry ကစစ်အရာရှိတွေတဲ့ထောက်လန်းအရာရှိတွေကပညာပိုတက် ပိုတော်နိုင်ပေမဲ့နိုင်ငံရေးသဘောထားမှာတော့ဒီမိုကရေစီအင်အားစုတွေပေါ်သဘောထားတင်းမာတဲ့သူတွေပါပဲ။ဒါကြောင့်လဲစစ်ထောင်နိုင်ရေးချုပ်ဗိုလ်ချုပ်ခင်ညွတ်အပါပဲ ထောက်လန်းရေးအရာရှိတွေအားလုံးဟာနိုင်ငံရေးအင်အားစုတွေအားလုံးကိုရရဆက်ဆက်ကင်တွယ်နှိမ့်ဆက်တက်ဖြတ်တဲ့နေရာမှာအဓိကတာဝန်အခြေဆုံးလူတွေပါဘုခင်ညွန့်ကို Prince of Evil ဂျက်ဆန်မှုပေါင်းတရဖူစောင်းတဲ့သူလို့တောင် အမိပေးခဲ့ရတာပါလေဆိုတော့သူရဲ့ထောက်လန်းရေးအရာရှိတွေနဲ့အဖွဲ့ဝင်တွေက Force of Evil လို့ပြောရင်မမှားပါဘူးရဆက်မှုပေါင်းတရဖူစောင်းတဲ့အဖွဲ့ပေါ့ သူပြုတ်ပြီးနောက်ပိုင်းထောက်လန်းရေးကိုစစ်ဖက်ရေးရလွန်ကျုံရေးအရာရှိချုပ်ယုံဆာယာဖားဆိုပြီးပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်အာနာရှင်ရဲ့ထောက်လန်းရေးဆိုတာအပြန်အလှန်အမိသေးပြုတ်နေတာပါတနည်းအားဖြင့်ထောက်လန်းရေးဆိုတာအာနာရှင်စနစ်ရဲ့အဓိကတောက်တိုင်ပါသူတို့မရှိရင်အာနာရှင်စနစ်ရက်တည်ဖို့ခက်ပါတယ်ဒါကြောင့်အာနာရှင်ရဲ့ထောက်လန်းရေးကျုပ်ဆိုတာဆရာတစ်ပည့် လင်းတူဘူးစိုးတွေပါကျွန်တော်နိုင်ငံတမိုင်းမှာပြည်သူကိုစိုးစိုးရွားရွားဒုက္ခပေးတဲ့အာနာရှင်နဲ့စစ်ထောက်လန်းရေးချုပ်အတွဲနှစ်တွဲရှိပါတယ်ပထမအတွဲကအာနာရှင်ဘူဂျုံနေဝင်တဲ့သူ့ရဲ့လူယုံတော် MI chief ဖြစ်တဲ့ဘူခင်ညနောက်အတွဲကတော့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့သူ့ရဲ့ဆရာဖားချုပ်ဖြစ်တဲ့ဒုပုံချုပ်ကြီးရဲဝင်းဥပါပဲမင်းအောင်လှိုင်ရဲ့ရေးကြီးတဲ့ခီးစဉ်တိုင်းမှာသူ့ကိုတွေ့ကြမှာပါအာနာရှင်နဲ့အားလုံးကစစ်ထောက်လန်းရေးချုပ်တွေကို တို့ယုံရာဆုံးနဲ့လက်တံအပြောင်ဆုံးသူတွေကိုရွေးခန့်လေးရှိပါတခါတလေသူတို့ထက်တောင်တကိုးထွာလာလို့ချုပ်ထုပ်ရှင်းလောက်ရတာတွေလဲထောက်လန်းရေးသမိုင်းမှာရှိခဲ့ပါပထမအာဏာရှင်ဗိုလ်ချုပ်နေဝင်လက်ထက်မှာထောက်လန်းရေးကတကိုးကြီးထွာလာပြီးအာဂရိလိုက်စားမှုတွေအလွန်ကျွံဖြစ်လာတဲ့အတွက်သူရဲ့ထောက်လန်းရေးကျုပ်ဖြစ်တဲ့မျက်မှန်ကြီး တင်ဦးလို့လူသိများတဲ့ဗိုလ်မှူးချုပ်တင်ဦးကိုချုပ်ချခဲ့ရပါတယ်ဒုတိယအာဏာရှင်ဗိုလ်ချုပ်မှူးကြီးတန်းရွှေကလည်း အားကြီးလာတဲ့ဘုခင်ညွန့်ကိုဖြုတ်ပြီးသူ့ရဲ့လူယုံဘုကြုံမြင့်စွေကိုအစားထုတ်ခဲ့တာတွေက ပါရကတွေပါဒါဆိုအမန်ရဲ့အတိတ်အတာဝန်ကပါလဲစစ်တော်လန်ရဲ့အဓိကတာဝန်ကတော့သူတို့ရဲ့စစ်အစိုးရစစ်တပ်ကိုစန့်ကျင်တဲ့သူမှန်သမျှဝေပန်တဲ့သူတွေအားလုံးကိုအဓိကစောင့်ကြည့်ပြီးဖမ်းဆီးနှိပ်စက်အေးအေးယူထောင်ချဖို့ပါပဲ အထူးသဖြင့်ထောင်ခွက်60နှစ်အနာသိမ့်ပြီးနောက်ပိုင်းခစ်အဆက်ဆက်မှာထောက်လိုင်းလုတ်ခဲ့တာတွေကိုကြည့်မယ်ဆိုရင်တို့ရဲ့စန့်ကျင်ဘက်နိုင်ငံရေးအင်အားစုတွေအပြင်နိုင်ငံရေးမျိုးဆက်တွေကိုဖြက်စီးတုတ်တင်ဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်ဆိုတော့ MN ရဲ့အဓိကတာဝန်ကခစ်အဆက်ဆက်နိုင်ငံရေးမျိုးဆက်တွေကိုအမြင့်ဖြတ်ဖို့ကြိုးစားတာပါထောင်ခွက်60နှစ်ထောင်ခွက်88 2021ခေတ်တိုင်းမှာဒီမိုကရေစီအတွက်ကြိုးပမ်းခဲ့တဲ့မျိုးဆက်တိုင်းကိုတုတ်တင်ဖို့ 조사ခဲ့တာဒါစစ်တပ်ကကျူးလွန်တဲ့ political genocide လို့ပြောရင်မမှားပါဘူးမျိုးနယ်စုတစ်ခုကို genocide လုပ်တာတော့မဟုတ်ပါဘူးဒါပေမဲ့နိုင်ငံရေးမျိုးဆက်အဆက်ဆက်ကို genocide လုပ်တာပါသူတို့ကိုတရားစွဲရင်ထက်ရမယ့်အချက်ဆိုတာမမေ့ကြပါနဲ့ဒါနောက်27 February 1ရက်အာနာသိမ့်တဲ့မနက်မှာသမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံဒေါက်တာဆန်းစုကြည်တို့ကိုဖမ်းတဲ့အချိန်မှာဆရာဘက်ကလူကြီးပိုင်းတွေပါတယ်လို့သိရပါတယ် ဓမ္မရဥဝင်းမြင့်နေအကျေကျုပ်ကာလတွေမှာစာအဖတ်ကတောက်လျှောက်အနီးကပ်စောင့်ကြည့်ခဲ့တယ်လို့ဒူကိုရန်တရဲ့ခွင်မှာ trust ဆိုခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးအနာသိမ့်မှုကိုအဓိကဆန့်ကျင်တဲ့သူတွေကိုဖန်စီနှိပ်စက်တက်ဖြတ်တာတွေလုပ်ခဲ့တာလေစာရဖတ်တွေပါ။အဲ့ဒီကာလတွေမှာညဘက်ဖမ်းပြီးမနဲ့အလောင်းပြန်ပို့ခံရတဲ့သူတွေမနှဲပါဘူး။အဲ့ဒီတည်းမှာတပည့်တန်းက NLD ရဲ့ကြေးဥက္ကဋ္ဌဥက္ကမောင်လက် NLD ပါတီဝင် ဖြစ်တဲ့ဦးစော်မြင့်လင်း ဒီမိုကရေစီတက်ကြွလှုပ်ရှားသူကိုစိုးမိုးလိုင်ခေါ်ကိုမဲကြီးတို့လည်းပါပါတယ်ဆိုင်းရဖအနေနဲ့ကေ့စ်တိုင်းကိုမကင်တွယ်ပေမဲ့အဓိကကြတဲ့ case တွေဖြစ်တဲ့ကိုဂျင်မီကိုဖြိုးစရာတို့လိုအမှုမျိုးမှာတော့ထောက်လန်းရေးသတင်းယူတာဝင်ရောက်ဖမ်းဆီးတာစစ်ကြောရေးလုတာတွေပြင် ထောင်ကြတဲ့အသည့်ပါခဲ့ပါတယ်အာနာသိမ့်မိကြတဲ့ကဖမ်းဆီးခံရပြီးနောက်ပိုင်းတတ်ခံရတဲ့လူပေါင်း2200ကျော်ရှိပါပြီ အဲ့ဒီတဲမှာစေကူတာခွင့်မရလို့ဆုံးပါခဲ့တဲ့သူတွေပါသလိုဆာယဖလက်ချက်နဲ့အသက်ဆုံးရှုံးခဲ့ရတာတွေလည်းပါပါတယ်။အနာသိမ့်ပြီးနောက်ပိုင်းမှာအဖမ်းခံခဲ့ရတဲ့ဒေါ်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးဖြစ်တဲ့ရှောင်းတန်နဲ့လည်းထောင်လန်းရဲ့နှိမ့်ဆက်တာခံခဲ့ရတာကိုသူ့ရဲ့ထောင်အတွေ့အကြုံကိုရေးထားတဲ့ an unlikely prisoner ဆောင်းထဲမှာပေါ်ပြထားပါတယ်။စစ်ကြောရေးလုံနေတော့တယောက်ကနှထင်ကိုရိုက်တယ်လို့မိချင်းနဲ့အနောက်ကနေ သူစပင်ကိုမိရှို့တာလဲခံခဲ့ရတယ်လို့ရေးခဲ့ပါတယ်သူမိသားစုနဲ့ဘရောမှာပြန်တွေ့ရမှာမဟုတ်ဘူးဆိုပြီးချင်းချောက်တာတွေလဲခံခဲ့ရတယ်လို့ကျွန်တော်တို့ကိုပြောပြခဲ့ပါတယ်2021အနာသိမ်းပြီးနောက်ပိုင်းမှာထောက်လန်းရေးကစစ်အနာသိမ်းမှုကိုစန့်ကျင်တဲ့သူတွေစစ်ကောင်စီကိုစန့်ကျင်ဝေဖန်တဲ့သူတွေကိုအဓိကဆောင်ကြည့်ပြီးဖန်စီပြီးထုံးစံအတိုင်းညီမျိုးစုံနှိမ့်ဆက်ခတ်ပါဆာယာဖအင်္ဂလိပ်လိုဆိုရင် OCMSA ကို ထက်မြန်မာပြည်နဲ့အောက်မြန်မာပြည်ရုံးတွေကိုတိုးချက်ဖွင့်ခဲ့ပါတယ်။ရဲဝင်းဦးကစာရဖားရဲ့အဓိကခေါင်းဆောင်ဖြစ်ပြီးဗကြုံမင်းသူကဒုတိယခေါင်းဆောင်ဖြစ်ပါတယ်။စာရဖားရဲ့အဓိကလှုပ်ဆောင်တာတွေကတော့သူတို့ရဲ့သတင်းပေးနဲ့တလန် network တွေကနေအမတ် intelligence gathering ဆိုတဲ့သတင်းတွေစုဆောင်းတယ်။ digital surveillance ဆိုတဲ့ internet နဲ့ social media တွေပေါ်မှာအချိန်ပြည့်စောင့်ကြည့်နေတယ်။နံပါတ်2ကတော့ counter intelligence ဆိုတဲ့ ရှုရဲ့စည်ရဲသတင်းတွေကိုမပေါက်ကြောင်းကာကွယ်တာပြီးတော့ပြပထောက်လန်းရေးတွေကိုတံပြန်ထောက်လန်းတဲ့စနစ်နံပါတ်3အနေနဲ့ internet security ဒါကတော့အတိုက်ခံနိုင်ငံအင်အားစုတွေတော်လန်ရေးအဖွဲ့တွေနဲ့လက်နက်ကင်အဖွဲ့တွေကိုအဓိကကင်တွယ်တဲ့ပြည်တွင်းထောက်လန်းရေးလှုပ်ရှားမှုနံပါတ်4ကတော့ executive protection လို့ခေါ်တဲ့အစိုးရရဲ့စစ်ကောင်းဆောင်တွေကိုလုံခြုံရေးယူပေးတာပါနံပါတ်5အနေနဲ့ psychological warfare ဆိုတဲ့စိတ်သက်စစ်ဆင်ရေးပါ ဥမာပြောရမယ်ဆိုရင်ဘုခင်ညွန့်ခစ်ထောက်လန်းရေးကထုတ်ခဲ့တဲ့မြန်မာ Times စစ်တောင်လိုင်းရဲ့အရာရှိဗိုလ်ချုပ်သိန်းစွေနဲ့သူသားရှယ်ယာပါတဲ့အဲ့ဒီကြံနေရပြည်တွင်းပြင်နိုင်ငံတကာအတွက်ပါစေအုပ်စုရဲ့ဝါဒဖြန့်ချိမှုဖြစ်ပြီးမီဒီယာကို မီဒီယာနဲ့တိုက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ထုတ်ခဲ့တာဖြစ်ပါတယ်ဒါတွေကထောက်လန်းရေးအဆက်ဆက်လုပ်ခဲ့တဲ့လုပ်ရက်တွေပါပဲဘွန်နေဝင်းခစ်ကလည်းအခုထိထောက်လန်းရေးအဆက်ဆက်ဖမ်းခဲ့တက်ခဲ့နှိပ်စက်ခဲ့တဲ့လူရည်အတွက်ကတော့ တွက်လို့တော့မရတော့ပါဘူး။ထောင်ကွန်း88ကနေ2010ဝင်းကျင်တိဘိုကင်ညွန့်နဲ့သူ့နောက်ထောက်လန်းရေးတွေဖမ်းခဲ့တဲ့နိုင်ငံရေးကျင်းသားပေါင်းတပေါင်းထက်မနည်းရှိလိမ့်မယ်လို့နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်း AABB ကခံမှန်းခဲ့ပူပါတယ်။အခု2021အာနာသိမ်းပြီးနောက်ပိုင်းမှာဒီကနေ့အထိလူပေါင်း3000လောက်ဖမ်းထားပြီးလူပေါင်း2200လောက်ဖမ်းဆီးထားတော့မှာတည်ဆုံးခဲ့ပါတယ်။ပြည်တော်သူတို့ရဲ့နိုင်ငံရေးပါတီတွေအတိုက်အခံတွေចောင်းသားသမဂ္ဂလို့ အဖွဲ့တွေကိုရက်တီလို့မရအောင်တရားဝင်နီးနဲ့ရောတရားမဝင်နီးနဲ့ပါယူရင်းမှာသာမကပြိပတ်မှာပါဖြည့်စည်းခဲ့ပါတယ်ထင်ရှားတဲ့ဥပမာပြောရမယ်ဆိုရင်ထောင်လိုင်းဘုံမှုချုပ်သိန်းဆွေသူပန်ကောက်မှာစစ်တမ်းမှုဖြစ်တဲ့အချိန်မှာ1990ကာလတွေတုန်းကဆိုထိုင်းမှာတန်မတ်တွေဟွန်းတချိုတွေနဲ့ထောက်လန်းရေးကွန်ရက်ကိုတိဆောက်ပြီးထိုင်းနိုင်ငံမှာရှိတဲ့မြမအရေးတက်ကြွလှုပ်ရှားသူတွေကိုစောင့်ကြည့်အရေးယူဖို့ ဆောင်ရွက်ခဲ့ပါတယ်။ကျွန်တော်တို့ဒီအလုံးပဲဒီဗီမတွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတွေကိုကိုယ်ဝင်မြောင်ပြန်လဲပြုတ်ပြနေရဖြစ်တဲ့အတွက်ဖော်ပြပြလိုက်ခြင်းဖြစ်ပါတယ်။ဗီဒီယိုတော့လည်းဆုံးသတ်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်တင်ပြပြကျွန်တော်ရဲ့ကိုကြီးရိုဘော်လူရှင် channel လေးကို Alliance ကိုလည်း Alliance ကိုလည်းထပ်ပြီးဘေးအခောင်းတွေလည်းကြည့်မြင်တက်လာများဗီဒီယိုသတင်းအားလုံးရှိနားဆင်ကြရဖြစ်ပါတယ်။ဒီလိုမျိုးတွေအားလုံးပဲဘောဘေးနဲ့မီးပြီးတော့မှမြန်သုံးကင်းမှုရပါသေးလို့ထပ်ထမံတောင်းဆုပြုနေပဲ။အားရှင်းလိုက်ဝေးပြီးတော့မှပြန်လဲဆုံးပြေကြပါမယ်။